ရေနဲတာနဲ့အုံနောက်ဟာလှုပ်ဆောင်နိုင်စွမ်းချက်ချင်းလေးကွေးသွားပါတယ်။ပြီးရင်မမီက3ပါတဲ့အခုမှဒီလေးတွေစားပေးပါဒါကအုံနောက်ဆဲတွေကိုတိုက်ရိုက်အားဖြည့်ပေးတယ်။2 Recharge fast move and use Pomodoro ဒုတိယချက်လှုပ်ရှားပါမလှုပ်လို့နေရင်တော့တနာရီတစ်ခါ9မိနစ်လောက်ထပြီးရက်လိုက်ပါလမ်းလျှောက်တာကအုံနောက်စီတွေးစီစဉ်မှုကိုမြင့်တင်ပေးပါတယ်ပြီးတော့အဆက်မပြတ်မလုပ်ဘဲ 25မိနစ်တိုင်းနားယူပါ Pomodoro Technique ဒါမှအာရုံစူးစိုက်မှုပြန်လည်အားဖြည့်နိုင်ပါပါ Three Brain Training Challenge Your Routine တတိယနဲ့အရေးကြီးဆုံးကတော့ဦးနှောက်ကိုစင်ခေါ်ပါစာအုပ်အတိတ်ကအခေလိဖြည့်ဒါမှမဟုတ်တင်အားမတန်တဲ့လက်နဲ့တော့တိုက်ကြည့်ပါဦးနှောက်ကအတိတ်အစမ်းတင်ယူရတာကိုစိုက်တယ် Do this daily to maximize your performance. Keep on checking day and night. င့်ရဲ့အာရုံစူးစိုက်မှုနဲ့စွမ်းဆောင်ချက်ချင်းတက်လာပါလိမ့်မယ်